ဘူမရင်ရှိကနေဘူမကိုလှမ်းအော့ခေါ်လိုက်တဲ့ကိုကူရဲ့တန်ကအရန်ဆူလွန်လာကြောင့်ရဲကတော့နားပိတ်ထားရပါတယ်။အလောက်ရောစရာမလိုပါဘူး။စကားပြောဆက်ရှိရလေ။ကိုကူကစကားပြောဆက်ဆိုတော့ဘာမှန်းတော့မသိပါဘူး။အဲ့တော့ဂျန်ရှိကစကားပြောဆက်ကိုရဲကနှိပ်ပြီးတော့ဘူမရှိရမလားလို့မေးလိုက်ပါတယ်။အထက်အပင်ပြေတော်ကတော့ဘူမဆန်ကကြောင်းသွားနေပါတယ်။ကိုကူကတိုင်ရင်ကဘလို့လုပ်ပြီးစကားပြောနေရလဲတဲ့။စကားပြောလက်ကိုကသွားထုပြီးတော့စမ်းသပ်နေရပါ။ရဲကအောက်ကိုပြန်ပြီးပြန်ချရတယ်။အခုချင်းအကြောင်းမှမစင်းနေတာဘယ်လိုလုပ်မှလဲမင်းစောင့်ပါလားအမ်ပါချင်းကတော့လို့ရပါပြီ ဲ့လိုလုပ်လို့မရဘူးမင်းကဘာလုပ်လဲဆိုတာငါမသိဘူးလူစိုးကဒါဒီကိုခေါ်လာမိရဲ့ဆိုရင်ငါဒုက္ခကြီးကြီးရောက်သွားလိမ့်မယ်အဆင်ပြေပါတယ်ငါလူစိုးမဟုတ်ပါဘူးဟုတ်လို့လားဘာဖြစ်ဖြစ်ဆေးရုံးလုပ်ငန်းကကဘာပေါ်မှာရှိရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းတွေတခုပဲမင်းကတရားပန့်ရှင်ရဲ့တမိနဲ့တရားဆိုတော့နည်းနည်းရောယုံမှုခက်တယ်အဲ့ချိန်မှာဂူဂူကဘူမာရဲ့အနောက်ကိုရရလို့ပြောလာပြီးကောင်းကင်ဘော်ကနေဘူမာရဲ့ဆက်ကဲပြန်ကဆင်းချလာပါပြီဂူဂူကိုတွေ့တော့ဘူမာလည်းဝမ်းသာသွားပါတယ်နေဒီကိုဘယ်လိုလုပ်ရောက်လာတာလဲအေယုံရှာတွေ့လို့တော်သေးရပေါ့ဒီရေးရလိုက်ပြီးရှာပေးရလေ ငါရဲ့ Dragon Rider ကပြတ်သွားပြီ။အဲဒါကြောင့်မို့ဒီကိုလာပြီးပြင်တာ။ရဲရလဲမေးရမအားနာပါနဲ့။ဒါပေမဲ့ငါရဲ့ scooter လေးကိုရောပြင်ပေးလို့ရမလား။တိတ်မကောင်းတော့လို့ကြားပါလေဝင်ခဲ့လေ။ကျောင်းကစဉ်းသေးတာမဟုတ်ပဲပြင်စရာကောင်းလို့ပူမားပြန်လာတာပါ။အိမ်မှာစိတ်ယုတ်တွေကတက်ရှေးလုံးနေတာကိုကိုကူကတွေ့သွားပါရဲ့။အဖေပဲတော့လဲလို့ပူမားကမေးတော့စိတ်ယုတ်မားကဥယျာဉ်ထဲမှာပါလို့ဖြေတယ်။မင်းကအကြီးကြီးပဲနော်တယ်ကိုကူက။အထဲမှာလဲဥယျာဉ်လိုမျိုးလှုပ်ထားတာပါ။အိမ်ထဲမှာလဲအပြင်ရောက်သွားတာမဟုတ်ပါဘူး။ဒါကပထမတက်ကဥယျာဉ်လေ။ ဘူမာရဲ့ဖေကစွန့်မြစ်ခံရတဲ့ကြောင်နဲ့ခွေးတွေဒိုင်နိုဆောတွေကိုဒီမှာမွေးထားတာပါအဲ့ချိန်မှာပဲသူ့ဖေကစပိန်စင်းရောက်လာပါတယ်ရင်းတော့သူ့အကြောင်းကိုပြောဖို့ရလေဒါကစွန့်ကံမဲအဲ့နဲ့သူ့ဖေကရဲကိုမာရီသွန်းနှုတ်ဆက်နေရပါမင်းကိုပို့ရလို့ကြားဦးထားတာဒါမဲ့မင်းကတကယ်ကြီးရပဲမင်းကစနက်နေ့နဲ့လည်းမတူဘူးနော်ဥလေကျွန်တော်ကဂူဂူပါဆိုပြီးဂူဂူဝင်ပြောရပါပြီရဲကလည်းဘုံမနာကပ်ပြီးတော့သူကဆေးရောက်တွေကိုဒီထွင်တဲ့ Professor Brief လားလို့မေးနေပါတယ်နာမည်ကကြီးနေပေမဲ့သူတို့ကအခုမှမြင်ဘူးတာပါဘူမာကအပေါ်သွားလိုက်အောင်မဲ ဒီရဲ့စကူတာကိုပြင်ပေးလိုက်အောင်မင်းတို့နှစ်ယောက်ကနန်းထဲအဆင့်ကိုရောက်ကြပြီလားမရောက်သေးပါဘူးဟာတော်တော်နှေးတာပဲဘူမာက Dragon Raider ပြင်နေတာကိုကူကူကအနီးကပ်ကြည့်နေပြီဒီလိုရှုပ်ထိုးတဲ့ရာတွေကိုမင်းကတကယ်နားလဲတာပဲနော်စာကိတ A2 ကလုံးဝပျက်စီးသွားတာမင်းကကင်နာကျန်းတာကိုကူကလည်းသူ့ရဲ့အင်ဂျင်ကိုထိုးပြပြီးတော့ငါအမြင်ဒီထဲမှာထားရလေဒီခါတော့ဒေတာကြီးကင်တဲ့နော်ရဲ့ဘူမာပြင်ပြီးတော့ Dragon Raider ကိုပြန်ဖွင့်လိုက်ပါလေကူကူစီမှာရှိတဲ့ Dragon Ball နှလုံးကိုတွေ့တော့ပါပြီနင်းကနှလုံးမရရသေးရပဲဘာလို့လဲအချိန်ကြီးဖြုံးနေရလား ငါသာပိုင်ဒီခုနှစ်လုံးခဏလေးနဲ့ရမှာငါသာလိုက်ပြီးကုညီပေးမယ်ဆိုရင်နော်နေပါမင်းကနှေးတယ်အပိုတက်တက်ပဲပို့တယ်ဟုတ်လားငါကအတော်ဆုံးကောင်ပါလေးဟာဘူမာကသူတီထွင်လာတဲ့လက်ကနားရီလိုမျိုးမက်ခရိုဘန်းဆိုတာကိုပြပါရယ်ခလုတ်တခုနှိမ့်လိုက်ရင်အရွယ်စားကျုံသွားမှာဖြစ်ပြီးနောက်ခလုတ်ကတော့အရွယ်စားပြန်ကြည့်သွားမှာပါဒီလိုမျိုးတိတ်ပြီးဘူမာကဂူဂူကိုခေါ်သွားခိုင်းတာပါဘာဖြစ်လဲဆိုတော့ तू ကတိတ်မြန်အောင်စီးလို့မရဘူးလေ အဲ့ချိန်မှာပဲဘူမာရဲ့အမေကအေးရင်နဲ့အဲ့ခံမှုရောက်လာခဲ့ပြီ။သူကမထင်မှတ်ပဲတိတ်တိတ်လေးဖြစ်နေတဲ့ဘူမာကိုထောက်ပံ့နဲ့တက်နေမိထားပါ။အဲ့တော့မှဘူမာလည်းခလုံးနဲ့ပြီးပြန်ကြည့်လိုက်ရတာပေါ့။ဟာဘူမာငါချက်တော့အောင်မှဘာလာလုံနေရလဲ။ရံမချာနဲ့ဦးလောင်းတို့ကဒီမှာနေခဲ့ပေမဲ့ရံမချာနဲ့ပူမကအကြီးကျယ်ရင်ပြစ်ထားတာကြောင့်အခုတော့မရှိပါဘူး။ကိုဦးရဲ့တရင်ကတော့ Rarry Bone Army မှာပြန့်နှံ့နေပါပြီ။ဖဲချိုးနေစစ်တပ်ပါပေါ့။သူကဘိုးကြီးစေဝါရဲ့တက်တယ်မကဘူး။ခွားရဲ့တက်ကိုပါချိန်မုံသွားတာ။ပြီးတော့ Dragon Ball နှလုံးမှာရသွားတာ။ဒါကိုဘိုးကြီးရက်ကနားထောင်နေတာပါ။ အခုမက်ထရိုအနောက်ပိုင်းမြို့မှာဂူဂူအရှိနေတာဆိုတော့ Husky ဆိုတဲ့တကူကြီးစားကိုအလုပ်အပ်လိုက်ပါတယ်။ဒီကဘာပေါ်မှာသူမခိုးနိုင်တာဘာမှမရှိဘူးလို့ကြွေးကြော်ထားတဲ့တကူလည်းဖြစ်ပါတယ်။ဂူဂူစီကလည်းငွေလူပူးခဲ့တဲ့လူစုံနှစ်ယောက်စီကို Husky ကရောက်ချလာပြီးသူကခလေးတယောက်ကိုရှာနေကြောင်းပြောပါတယ်။ Husky ကိုအဲဒီလူစုံနှစ်ယောက်ကဖင်တုံလောက်အောင်ကြောင်းနေခဲ့တာပါ။ဂူဂူကိုလာရှာမှန်းသိတော့ပို့ပြီးတော့ကြောက်သွားရတယ်။ရာမူချာကိုအားပေးကြတဲ့ fan club ကကောင်းမလေးတွေကကိမုံဖိုးလာတဲ့သူနဲ့ပန်းစီပေးမဲ့သူနဲ့ဘူမာရဲ့အိမ်ရှိမှာလာတော့နေကြပါတယ်။ဒါကြောင့်ဂူဂူနဲ့ဘူမာကအော်ထဲလိုက်ပါပြီ။ ဒေါက်တာဘရစ်ကရဲရဲစကူတာကိုပြင်ပေးလိုက်ပြီးဘူမာကတော့ဂူဂူကိုခေါ်ကမြို့ကိုလိုက်ပြတော့မှာပါအိမ်မာနေအာယုံနောက်လို့အိမ်မြင်ရောက်တော့ဘူမာကအကောင်သေးလိုက်ပြီးဂူဂူကလည်းတိမ်မြန်ကိုခေါ်လိုက်ပါတိမ်မော်တက်ကဂူဂူကထွက်သွားခဲ့ပြီးဒီမြင်ကုန်းကိုကြည့်နေတဲ့ရဲသားကြီးကလည်းတော်တော်လေးဥမာအံ့ဩနေကြတာပါသူတို့ရဲ့အမြင်နဲ့ဆိုရင်ပုံမှန်မှမဟုတ်တာလေမျိုးလေးမှာတော့မကြသေးခင်ကမှဖွင့်နေထားတဲ့လေရဲကဘန်ပစ်ကောင်ကိုတွေ့တာကြောင့်ဂူဂူကဆင်းသွားခဲ့ပါတယ်အဲ့ဒီမှာရာမူချာကိုလည်းတွေ့ခဲ့တာပါပူဟာနဲ့ဦးလောင်းတို့လည်းရှိနေပါတယ် ဒီတွေကပန်းချံကိုသွားတော့မဲ့ပုံရိပ်ကိုလူစုံနှစ်ယောက်နဲ့ husky တို့ကချောင်းနေကြတာပါဒီမှာ dragon mock kit အပိုင်း44ရပြီးဆုံးတာပါရရန်ကုန်ခြားကကောင်မလေးတွေကြားမှာနာမည်ကြီးနေတာကိုပူမာကနားလည်မပေးနိုင်လို့ရန်ဖြစ်ထားကြပါရ husky ကတော့သူတို့စီကနေ dragon ball ကိုခိုးယူဖို့ချောင်းနေကြတာပါစွန်ကူကြီးမင်းကစမ်းမိမယ်မင်းရဲ့စိတ်ကတော့ခလေးပဲရှိပါသေးတယ်စောင့်ကြည့်နေပါ dragon ball တွေကိုငါခိုးပြမယ်ကောင်းကင်ကပန်းချံကိုသွားတော့စိတ်သားတွေရွှေ့နေကြကြောင့်ဂူကတော့ပျော်နေပါရွှေ့နေတဲ့လေကားဆိုအလကားမဟုတ်ဘဲနဲ့ဓာတ်လေကားတွေပဲဖြစ်နေကြတာပါ ဒလိခိုင်ရင်နဲ့တာဝါထိတ်မှာရှိတဲ့ပန်းချံကိုတက်သွားရတဲ့ပုံစံမျိုးပါ ပြီးတော့ရောင်စုံဖြားနေတဲ့ကော်ရီဒါကိုလည်းဖြတ်တန်းခဲ့ရပါတယ်ပန်းချံဝင်သွားမှာကောင်မလေးကလက်မှတ်တောင်းတာကိုကိုကူကကောင်မလေးရဲ့နာမည်ကလက်မှတ်သူ့ရဲ့နာမည်ကစွန်ကိုကူပါဆိုပြီးမိဆက်ကလက်ဆွဲနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်ဒါကိုလူစိုးနှစ်ယောက်တည်းတယောက်ကဒီကောင်အသေးကြတယ်တောက်တော့သားပဲဟက်စကီကတော့နီနာမှာရှိတဲ့မိသားစု၃ယောက်စီကနေလက်မှတ်တွေချက်ချင်းခိုးယူလိုက်ပြီးအထဲကိုဝင်သွားခဲ့ပါတယ် လူသတိကလည်း husky ကိုချီးကျူးနေကြပါတယ်။ကောင်းလိုက်တာတကယ်ကိုကောင်းနေနေပဲ။ဒီလိုငါတက်ပြားနေနေဆိုရင်အဲ့ဒီကလေးရဲ့စီကနေ dragon mode ကိုခိုးဖို့ကအလွယ်လေးပဲ။ကိုကိုတို့က roller coaster လည်းစီးတယ်။မြင်းမြန်တွေကိုလည်းစီးခဲ့တယ်။အကုန်လုံးကပျော်ရွှင်နေကြတာပါ။ဒါမှချာကတော့ရီးစားမှမှိုင်နေရပါပြီ။ဆော်မရှိတဲ့သူတွေကတကယ်ကံကောင်းတာပဲ။ဦးလောင်းကလည်းအခုချိန်နေမင်းတို့စကားတစ်ခုမှမပြောကြသေးဘူးလား။အဆင်ပြေအောင်ပြန်မလုပ်ဘူးလား။ငါသာအဲ့လောက်ကြွန်းနေလို့ကတော့ဒီလိုတွေဖြစ်လာမှာကိုမဟုတ်ဘူး။ဘူမာကလည်းငါ့ကိုပြန်မတောင်းမှန်းချင်းစကားလုံးဝမပြောနိုင်အောင်ဆိုပြီးတင်းခတ်နေရပါ။ ဦးလောင်းစားနေတဲ့ရေခဲမှုကိုဂူဂူကသွားကြည့်ပြီးအဲ့ဒါကပါလဲငါလည်းဖိုက်စားလိုက်တာဦးလောင်းကတော့မပေးနိုင်ဘူးလေမပေးနိုင်ဘူးမတရားတာပဲဒါရေခဲမှုကိုလိုက်လူနေကြရင်နဲ့ကဲကြပါအောင်ဆိုတဲ့အတန်ကိုကြားလိုက်ရပါရင်ဘာဖြစ်တာလဲသွားကြည့်အောင်ခက်ခက်သွားကြည့်တော့ခေါင်းကိုအိတ်ဆုပ်ခံနိုင်ရတဲ့ကောင်မလေးတယောက်ကိုတခိုးနှစ်ယောက်ကပြန်မေးဆွဲဖို့လုပ်နေတဲ့ပုံစံမျိုးပါတေးကြရဲအဲ့ဒါက husky နဲ့ hole လူစုနှစ်ယောက်ပါပဲရောင်ချာတို့ကတော့ဒုက္ခရောက်နေတဲ့အထင်နဲ့သွားကဲဖို့လုပ်ခဲ့ရပါဘူးလူစရိယာထွက်ပြေးသွားပြီးကောင်မလေးကိုထားခဲ့တော့ကောင်မလေးနဲ့ရှင်းနေမှုရသွားတယ် ဒီလန်းကိုချိုးခဲ့တာပဲဦးလောင်းက husky ကိုတော့ဖုံးချောင်နေတာပါ husky ကနိုးထလာပြီးရောင်ချောက်ကြည့်ကလိုတီးယားတက်ခတ်ခံနိုင်ရပြီးကြောက်စရာကောင်းတဲ့အချိန်နေဖြစ်သွားတာပဲရဟစီရဲ့နေရာနားမှာတော့ဘူမာကဂူဂူကိုပဲရောက်တော့လဲဆိုပြီးလိုက်ရှာနေပါတယ်လိုက်ရှာနေရင်အဆောက်အဦတစ်ခုကိုတွေ့သွားပါတယ်အဲ့ဒီအဆောက်အဦထဲမှာဂူဂူနဲ့ husky တို့ကရှိနေကြပါတယ် husky ကသူ့ကိုယ်သူရှေးပြေဟော်ဆီယာမလို့မိတ်ဆက်ပေးလာတာပါဂူဂူကရှေးပြေဟော်ဆိုတာကိုလည်းဘာမှမသိသေးပါဘူးကျေးဇူးတင်တဲ့အနေနဲ့ husky က Google ရဲ့ရှေ့ရေးကိုဟောပေးမယ်ဆိုပြီးကြီးလိုက်တာ Google ရဲ့ Market Tower ကကိစ္စတွေရောသူစီမှာဘောလုံးနှလုံးရှိရဲဆိုတာရောပါပါတယ်။ဒါနဲ့ Google က Dragon Mode ထုတ်ပြလိုက်ပါတယ်။အဲ့ဒီမှာပဲဗတင်းဘောက်ကနေချောင်းကြည့်နေတဲ့လူစုနှစ်ယောက်ကအောက်ဖက်ကိုအချိန်လုံးပြီးပြုတ်ကြတာတာပါ။အဲ့ဒါကို Google ကမြင်လိုက်ပါတယ်။မြင်တော့ကောင်နေမကောင်းတာတွေလောက်ကိုထက်လာတာကလူစုတွေကထပ်ပြေးသွားတာကစားကွင်းတွေရောက်ကုန်ပါပြီ။ဒါပေမဲ့ Google ပူဟာဦးလောင်းတို့ကသူတို့ကိုမှီသွားကြပါတယ်။ ဘူမန်ကလည်းရံဖြစ်ထားရင်ပြင်းစရာကြီးပဲသူ့ကိုပြန်ခေါ်လိုက်ရင်ကောင်းမလားရောင်ချာလည်းတော်တော်ခံစားသွားရတော့ပါပြီတပတ်မှတော့ဟက်စကီကရောင်ချာကိုမျက်စိမိတ်ပြနေရပါငါ့ကိုနန်းစည်းခြင်းတယ်လို့ပြောတာတော့ရောင်ချာလည်းလှမ်းသွားရပါပြီအဲ့ဒီချိန်မှာပဲဟက်စကီဖန်းထားတဲ့တကယ်ရှိပြည့်ရောဆရာကစီပိုင်းထဲကနေထွက်ချလာပါတယ်ဒီမိန်းမကတော့အတုပဲဟက်စကီကရောင်ချာကိုနန်းလိုက်ပြီးဒီမြင်ကွင်းကိုဘူမန်ကလည်းမြင်သွားခဲ့ပါတယ်တကယ်ကသူ့ဘက်ကကြည့်ရင်နန်းနေသလိုဖြစ်နေရတာဖြစ်ပြီးဟက်စကီနဲ့ရောင်ချာနဲ့ကချနေကြတာပါဘူမန်ကစိတ်တူပြီးစပွဲကြီးနဲ့ရောင်ချာကိုပြစ်ပေါက်လိုက်ပါတယ် ဲ့တော့ husky ကလည်း dragon ball နှလုံးကိုလွယ်လွယ်ကူကူပဲခိုးလို့ရသွားခဲ့ပါရင်မင်းရဲ့အဲ့ဒီကောင်မလေးရဲ့ဒီပန်းချက်ရဲ့တစားစီဖြစ်အောင်ပောက်ခွဲသွားတော့မယ်။နေရာကောင်လေးမှာဘုံထောင်ထားခဲ့တယ်လေ။ညီပါဦးဘာလို့ဒီလိုလုပ်ရတာလဲ။ dragon ball တို့ကဇန်နီတသန်းအဲ့ဒီကောင်လေးကိုတက်ရင်နောက်ထပ်တသန်း6မိနစ်လောက်ဆိုရင်ငါပြေးဖို့လုံတော့ပါတယ်ဆိုပြီး husky ကအခြေခိုက်ပုံးကိုစတဲ့အသက်သွင်းလိုက်ပါပြီ။နောက်ထပ်6မိနစ်ဆိုရင်ဘုံကပောက်ကွဲပါတော့မယ်။အဲဒီအချိန်မှာပဲ Goku ကပြန်လာပါပြီ။ Goku ရဲ့ Dragon Ball ကိုခိုးခံလိုက်ရပြီ အဲ့ဒီကောင်မကလူစိုးပဲသူ့တင်မဘောကခလုတ်ကိုဖျက်ဆီးလိုက်မဟုတ်ရင်6မိနစ်အတွင်းဒီနေရာကြီးကပောက်ကွဲသွားလိမ့်မယ်ဟက်စကီကရေမြင်နဲ့ထွက်တော်တာဖြစ်တာကြောင့်ဂူဂူကတော့တိမ်မြန်ကိုစီးပြီးလိုက်တော့မှာပါဂူဂူကရေမြင်နောက်ကိုလိုက်သွားခဲ့ပြီးအရှုံးပေးလိုက်လို့ပြောခဲ့ပါတယ်ဘာလို့ဖြစ်ပန်းချက်ကဆယ်ဆက်ကအတွဲမှာပောက်ကွဲသွားမှာပဲဖြစ်ချင်တော့ဟက်စကီရဲ့ရေမြင်ကအစားအုပ်တစ်ခုနဲ့တိုက်မိပြီးဟက်စကီကတော့အောက်ဖက်ကိုတင်းရှောင်းနိုင်ခဲ့ပါတယ်ပြုတ်ကျသွားတဲ့ဟက်စကီကိုဂူဂူကသူ့ရဲ့ချိန်နံကိုဖြစ်ပြီးကယ်တိုင်းနိုင်ခဲ့တာပါအောက်ဖက်ကိုပြုတ်ကျသွားတဲ့ချင်းခိုင်ဘုံခလုတ်ကိုတော့ဂူဂူကပါးစပ်နဲ့ဝါပြီးဖျက်ဆီးလိုက်ပါပြီအချိန်ကတစ်ဆက်ကမှရှိရတာပေါ့လေ ကိုကူကချိန်တမ်းမှာတန်လိုင်းရင်ဖြစ်နေတဲ့ Husky စီသွားပြီး Dragon Ball ကိုတောင်းတာမပေးပါဘူး။ဒါနဲ့ဂလိထိုးပြီး Dragon Ball ကိုပြန်ယူခဲ့ရပါတယ်။ဇမ်မူချာကတော့ဘူမာကိုတောင်းမှမလို့ပြင်ခဲ့ပေမဲ့ဘူမာကတော့ရာမူချာကိုပားရိုက်လိုက်ပါတယ်။ငါ Dragon Ball ကိုရှာပြီးမင်းတက်ကောင်းတဲ့ကောင်းလေးကိုရဖို့ဆူတောင်းမယ်ဆိုပြီးဘူမာကတော့ကိုကူနဲ့လိုက်သွားတော့မှာပါ။မျောလင်းမထားတဲ့စွန်းစားခန်းတွေကသူတို့ကိုစောင့်ကြိုနေပါသေးတယ်။ဒီမှာရင် Dragon Ball Kid အပိုင်း45ပြီးဆုံးထားပါတယ်။ဒါက Season 3 Very Bomb Army Saga ရဲ့အဆုံးသတ်လည်းဖြစ်ပါတယ်။